ဘရိုရေပွဲလားကင်းမလားကန်းနန်းလားကိုနဲ့မဆိုင်မကြည့်နဲ့ဒါ United တင်တော့ကဲပါပြီ United ပြိတ္တများအားလုံးပဲမင်းလာပါခင်ဗျာကျွန်တော်တို့တွေဒါမဆုံလာလဲကြာရေပေါ့နော်ဆိုတော့ United အသင်းကလည်းကျွန်တော်တို့ကဟိုလေဗင်းတရှည်ရှည်နဲ့တက်ကလော်ကြီးလိုပဲတည်ရမှာစောင့်နေရတာအဲဘသူရောက်လာလို့ဘသူရောက်လာလို့ ਨੇ အခုချိန်ထိလည်းကွန်ညာတယောက်ပဲရောက်သေးတယ်ဒါပေမဲ့ Omar Brada ဘာထပ်ပြောလိုက်ပြန်လေဆိုတော့ဒီ United အသင်းရတဲ့2028ခုနှစ်မှာ Premier League Champion ဖြစ်ဖို့ရည်မှန်းထားတယ်ဆိုပြီးတော့ထပ်ပြော ကဲဆိုတော့ဆိုလိုတာတော့လက်ရှိအချိန်မှာတော့ဗျာအများကြီးမမျောလင်းထားနဲ့စိတ်ရှိရှိထားပရိသတ်တွေကိုသတိပေးလိုက်သလိုပဲယာတိကုံနာတိတ်မကြသေးပြီဗျာအတင်းကတော့ဟိုယာတိအစ်တော်ကတော့ပြင်ဆင်နေပြီဒါမှမဟုတ်ဗျာအရှိမကျွန်တော်ပြောခဲ့သလိုပဲဟိုလူခေါ်မယ်ဒီလူခေါ်မယ်နဲ့အခုထိရောက်သေးတာတော့ကွန်ညာတယောက်ပဲရှိသေးတယ်ဆိုတော့ဒါမှမဟုတ်ဗျာကျွန်တော်ယုံတော့ယုံကြည်နေဗျာနောက်ထပ်မျက်နှာသစ်ကစားသမားတွေတော့ United အသင်းမှာထပ်မြင်ရအောင်မယ်လို့တော့ကျွန်တော်ယုံကြည်နေတယ်ဆိုတော့ကျွန်တော်တို့ United တင်းတော့ကိုစားလိုက်အောင် United သင်းကိုနှုတ်ဆက်သွားတဲ့ကစားသမား၃ယောက်ဆိုတော့ဗျာ United သင်းရဲ့အဝိုင်းကစားသမားတွေဖြစ်တဲ့ Junior Ivan, Eriksen, Lindelof စားတဲ့ကစားသမား၃ဦးကတော့ United သင်းနဲ့လမ်းခွဲသွားခဲ့ပါပြီ။သူတို့၃ဦးကသူတို့၃ဦးစလုံးကတော့ဗျာစာချုပ်တက်တန်ကုန်သွားတာဖြစ်ပြီးတော့ United သင်းကသူတို့ကစားသမား၃ဦးကိုစာချုပ်တက်တန်ထပ်မတိုးဖို့ဒါဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်။ Junior Ivan ကတော့ဒါဘောလုံးကစားသမားဘွားကနေအပီးတိုင်အားယူသွားခဲ့ပြီ။ United အသင်းမှာပဲကစားသမားဘွားကိုအစပြုခဲ့တဲ့ Junior Ivan ဟာ United မှာပဲ ကစားသမားဘဝကိုအဆုံးသတ်နိုင်ခဲ့တာတော့တကယ်ကိုဒါ event တွေကတော့လှပတဲ့အနာလှပတဲ့အဆုံးသတ်လေးလို့ပဲဒါကျွန်တော်တို့ပြောရမှာပေါ့နော်ဒါပေမဲ့ event ကို United မှာကျွန်တော်တို့ဆက်မြင်ရွယ်ရှိနေပါတယ်အဲ့ဒါတော့ United တင်းကသူတို့ရဲ့ဒီ your development ဌာနမှာဂျွန်နီ event ကိုခန့်မှုအတွက်ဒါကန့်လန့်ထားတယ် event ဘက်ကလည်းဒီကိစ္စကိုဒါစဉ်းစားနေရဆိုပြီးတော့ဒါတင်းနေထွက်နေရဆိုတော့ event ကတော့ United မှာဆက်ရှိနေအောင်မဲ့ အဘောတော့ဖြစ်နေရပါတော့နော်ဆိုတော့ Lindelof နဲ့ Eriksen ကတော့ဗျဘောလုံးကစားသမားဘောကနေတို့တော့အနားမြူသေးဘူးအသင်းသစ်ကိုတို့ရှာဖွင့်နေတယ် Lindelof နဲ့ Eriksen ကလည်းဗျပြောမှမဆိုရင်တော့ကျွန်တော်တို့လည်းဟိုအများကြီး Lindelof တောင်းအောင်ဆိုလဲဗျာတင်မှာ Iceman ဆိုပြီးတော့ကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့တာပဲဒါပေမဲ့တို့ကကျွန်တော် United fan တွေမျှော်လင့်ထားသလောက် United အသင်းမှာမတောက်ပပြနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ FA Player နဲ့ဒီ League Player ပြိုင်ပွဲတွေမှာတော့ Champion ဖြစ်အောင်တို့ရဲ့ကိုယ်စွမ်းကိုစားရှိသလောက်တော့ဒါဆွမ်းဆောင်ပေးခဲ့တာတော့ဒါကျွန်တော်တို့အမှတ်တရအနေနဲ့ဘယ်တော့မှမေးလို့မရပါဘူး ဆိုတော့ Morinho, Socha, Ragnat, Ten Hag တဘောတစ်ခုပါပြီးတော့ Amorim ပေါ့နော်စတဲ့နီးပြအပြောင်းလဲများလာတဲ့ United ထဲမှာဒီနီးပြ၅ယောက်ရဲ့လက်အောက်မှာအသုံးတော်ခံခဲ့တဲ့ Lindelof ကိုလည်းဒါကျွန်တော်တို့ကကျေးဇူးအမြဲတမ်းတင်နေပါပါထို့အတူပဲဟော Erison ဆိုတာကလည်းဗျာသူ့ရဲ့ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်ကိုကြော်လွန်ပြီးမှ United ထဲကိုရောက်လာတဲ့ကစားသမားတယောက်ဒါပေမဲ့ဗျာသူကစားခွင့်ရတဲ့အချိန်တိုင်းမှာဒါ Bro တိပါတဲ့သူဟိုနှလုံးမှာဆက်တက်ထားတဲ့ကစားသမားဗျာတကယ်ကိုအစွမ်းကုန် 調査ပြီးတော့ကစားပေးခဲ့တာလဲဒါကျွန်တော်တို့ United fan တွေရဲ့ဒီယင်းနဲ့နှလုံးသားထဲမှာပေါ့နော်အမြဲတမ်းကျွန်တော်တို့ရှိနေမှာပါဘယ်တော့မှလည်းကျွန်တော်တို့မေးရမှာမဟုတ်ပါဘူးကျွန်တော်ကတော့ထွက်ခွာသွားတဲ့ Lindelof နဲ့ Erising စားတဲ့ကစားသမားနှစ်ဦးစလုံးအသင်းအသစ်အများဆုံးတွေ့ပြီးတော့အသင်းအသစ်မှာအဆင်ပြေပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါရစေဗျာအပြောင်းအရွှေ့သတင်းတွေ United အသင်းနဲ့ဒီ Ambuebo ရဲ့သတင်းကတော့ဗျာဟုတ်မလို့ဟုတ်မလို့နဲ့အခုဒီဘာမှတော့ true ကြကြမဖြစ်လာသေးဘူးအဲသဘောတူညီမှုအခုပဲရသွားတယ်ပြောတယ်ပြည့်ခါကြတော့မရသေးဘူးပြန်ပြောတယ် အဲဆိုတော့ဗျာတိရမလားဘယ်ဟာအမှန်ဘယ်ဟာအမှားဘယ်ဟာသတင်းအမှန်ဘယ်ဟာသတင်းအမှားလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်တော့ဝေခွင့်မြမြေပေါ်မှာဖြစ်နေရပေါ့နော်ဆိုတော့အခုချိန်ကြီးလဲ United နဲ့ Bradford ကအပြောင်းအရွှေ့အတွက်ကိုဒါကြေးအောင်မညှိရသေးဘူးဆိုပြီးတော့လဲသတင်းတွေပြန်ထွက်နေအဲအဲ့ဒီမှာနောက်ထပ်ပြဿနာတစ်ခုကဘာထပ်ဖြစ်လဲဆိုတော့ Tottenham နီးပြအသစ်ဖြစ်သွားတဲ့ဒါ Bradford နီးပြဟောင်း Thomas Frank ကပါအံပွေပိုလိုချင်လာတယ်ဆိုတဲ့ကိစ္စပါ ဆိုတော့ဗျာ Bravo ဘက်ကဒီလိုအခြေအနေမျိုးမှာဈေးကင်လို့ရတဲ့အနေအထားဖြစ်သွားပြီ United အသင်းကဒီ Ambuibo အတွက်ကိုပေါင်တန်း60လောက်ပဲဒါအသုံးပြုခြင်းပေမဲ့ Bravo ဘက်ကအ ਨੇ ဆုံးပေါင်65သန်းလောက်မှမရရင်မရောင်းတော့ဘူးဆိုတဲ့အနေအထားဖြစ်နေဆိုတော့ဂျားထဲမှာပေါင်5သန်းခွာချက်ဖြစ်နေအစားတော်တော့ဗျာ United မှာ United ဖြစ်နေ Ambuibo ကိုယ်တိုင်ကလည်းသူ့ရဲ့ဆရာအဟောင်းက Tottenham Hotspur အသင်းကိုရောက်သွားတဲ့အချိန်မှာသူ့မှာဆရာဟောင်းနောက်ကိုပဲလိုက်သွားမလားဒါမှမဟုတ် United ကိုပဲလာရမလားဆိုတော့သူလည်း confuse ဖြစ်နေတဲ့အနေထားဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်လည်းဗျရောက်ချင်လည်းရောက်လာမယ်မရောက်ချင်လည်းမရောက်လာဘူးပေါ့နော်အဲအဲ့လိုမျိုးသဘောတရားဖြစ်နေတယ် MV ဘိုးကလည်းကျွန်တော်တို့ရတော့တက်ကလဲဦးကြီးလူပဲကျွန်တော်လယ်မင်းရှေ့ပြီးတော့စောင့်ကြည့်ရအောင်မယ်ဆောင်ကြည့်ရအောင်ပါပဲပေါ့နော်နောက်တစ်ယောက်သတင်းထထွက်နေရပါလဲဆိုတော့ဒါတန်းစင်းသွားတဲ့အတွက်ပေါ့နော်လက်စတာအသင်းကကွင်းလေကစားသမားလို့ပဲပြောရမှာပေါ့နော်သူကတော့ box to box ကစားသမားနဲ့ပိုဆင်းပါတယ် NDD ပဲ တူကအသက်28နှစ်အရွယ်ကစားသမားတက်ရောက်ဗျာပြီးရခါကျတော့ဒီပရီးမီးယားလိအတွေ့အကြုံရှိရပရီးမီးယားလိကိုဗျာထုံးလို့ကြည်ရေးလို့နှောက်ဗျာအတွေ့အကြုံရှိပြီးသားကစားသမားတက်ရောက်ပြီးရခါကျတော့ကစားအအရန်ကောင်းနေအကွန်း United ကွင်းလင်းမှာလုံနေတာလေကျွန်တော်စိတ်ထင်အဲ့လိုကစားသမားမျိုးလို့ပဲဒါကျွန်တော်တော့ယုံကြည်နေဗျာအဲပြီးခဲ့တဲ့ရာသီတုန်းကလက်စတာတသိန်းလုံးပုတ်နေတောင်မှဒီ NDD ကတော့တော်တော်လေးကျွန်တော်တို့ shining ဖြစ်တော့ဒါကျွန်တော်တို့ကိုယ်တိုင်မျက်ဝါးထင်နေကျွန်တော်တို့တွေ့ခဲ့ရရယ်ပေါ့နော် NDD ရဲ့စာချုပ်ထဲမှာဘာပါလဲဆိုတော့အကယ်၍သာတဲ့ဒီ လက်စတာအတင်းတာတန်းဆင်းသွားခဲ့ရမယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးပေါင်း၉သန်းနဲ့ဒါအတင်းကနေထွက်ခွာခွင့်ရှိတယ်ဆိုတဲ့အချက်ကပါနေတယ်ဆိုတော့ဒီပြောင်းရွှေ့ပြောင်းရွှေ့ကြီးပေါင်း၉သန်းဆိုတာ United တွေကပြောမှာဆိုရင်တော့ပါမွားဗျာဘာမှမဖြစ်လာစရာအကြောင်းမရှိဘူးအခုလောလောဆယ်မှာလည်း Everton ရော United ကပါဒီ NDT နဲ့စကားတွေပြောပြီးနှိမ့်နိုင်နေရဆိုတဲ့သတင်းတွေကလည်းထွက်လာတယ်ဆိုတော့ NDT များရောက်လာမလားပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ Premier League အကြောင်းတော့ချိန်နေတဲ့ကစားသမားတယောက်ကိုဗျာပေါင်၉သန်းနဲ့နေရမှာဗျာ လောတို့ကဗျာတန်တာတဲ့ဟောဗျာပစ္စလက္ခတန်ဗျာတဘောတို့ကဘလို့သိရမလားကျွန်တော်မစိုးဘူးလို့မဲ့တတ်မှတ်ပြီးတော့ဒါပေမဲ့နောက်တစ်ခုတစ်ခုရှိတာပါလဲဆိုတော့သူကစားမှာတော့ဒါလက်စတာအတင်းတော့မဟုတ်တော့ယူနိုက်တက်အတင်းဖြစ်သွားပြီဆိုတော့ဖီအားတန်ချင်းကတော့တူနိုင်မှာမဟုတ်ဘူးယူနိုက်တက်ကိုရောက်လာတဲ့ကစားသမားအများစုကတစ်ခါကြလို့ရှိရင်ယူနိုက်တက်အတင်းရဲ့ဖီအားတန်ကိုမခံနိုင်ဘဲနဲ့တော့ အရင်အသင်းဟောင်းမှာပြခဲ့တဲ့ခြေစွမ်းမှုမရဘဲနဲ့ခြေစွမ်းပျောက်သွားလေးတော့ရှိရပါတော့။အဲ့ဒီခုကိုတော့ကျွန်တော်တို့နည်းနည်းလေးစိုးရင်ကြာရှိရတယ်။ NDD ရော DPR တွေကိုခံနိုင်ပါမလားပေါ့နော်။ဒါကတော့ကျွန်တော်စောင့်ကြည့်ရမယ်။ဒါကတော့ရောက်လာနိုင်တဲ့ကစားသမားတွေပြောတာ။ United ကရောင်းထုတ်ဖို့ကြိုးစားနေတဲ့ကစားသမား၄ယောက်စလုံးကတော့အခုချိန်ထိမသေးကြမရေရပဲ။ဆိုတော့ Anthony နဲ့ပတ်သက်လို့လည်းဘာသမ်းမအောင်မကြတာ။တကယ်ဘာသမ်းမအောင်မကြတာကျွန်တော်တို့လည်းရှာဖက်ရတာမောနေပြီ။ ရရှိုကတော့အခုချိန်မှာဘာစီလိုနာကိုအရန်သွားခြင်းနဲ့ဘာစီလိုနာအသင်းကလည်းအကယ်၍သာရရှိုအနေနဲ့လာစာကိုရှော့ယူမယ်ဆိုလို့ရှိရင်ဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်တယ်ဒါပေမဲ့ခတ်တာကဘာစီလိုနာကလည်းရရှိုကိုအပီးသက်ဝဲခြင်းတာမဟုတ်ဘူးအနှားပဲခေါ်ခြင်းတာဆိုတော့ United ကလည်းအပီးသက်ရောင်းခြင်းတယ်ဆိုတော့ဒီကိစ္စကလည်းဒါမတင်မကြရပြအတိရမလားအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဘာလို့ဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဒါပိတ်ကားပေါ်မှာဆက်ပြီးတော့ကြည့်ရမှာပဲ ဆန်ချိုကတော့ဟိုအခုချိန်မှာတော့ဒီကစားသမားတွေထဲမှာဆိုရင်တော့နည်းနည်းလေးစမ်းပွင့်နေတဲ့ကစားသမားလိုပဲပြောရမှာတော့လိုချင်တဲ့အသင်းတွေတော့ဝိုင်းဝိုင်းလဲနေရဲ့အနည်းဆက်ဆုံးအသံထွက်နေတာတော့မော်ရီညိုကင်နဲ့ဒါဖီနာဘာချီအသံထွက်တယ်ပြီးတော့လက်တလောနောက်ထပ်ဂျူဗင်တက်နဲ့လည်းဒါ negotiation တွေဒါညှိနှိုင်းနေရဆိုပြီးအသံတွေထွက်နေရဆိုတော့ဆန်ချိုပဲသိအောင်ရောက်သွားမလဲကတော့ဒါကျွန်တော်တွေဆက်ပြီးတော့စောင့်ကြည့်ရမှာပဲနောက်တစ်ယောက်ကကျတော့မာလာစီးယားမာလာစီးယားကတော့ခေါ်မဲ့အသင်းမရှိလို့ကစားသမားကိုယ်တိုင်ကရော United အသင်းကပါစိတ်ညစ်နေတဲ့ကစားသမားမျိုးစာချုပ်တက်တန်းလည်းတစ်နှစ်ပဲကြံတော့ရယ်ဆိုတော့ United အသင်းကလည်းမလာစီယာကိုတော့ injury prone ဖြစ်နေရဗျာကစားသမားကိုသူလည်းအမြန်ဆုံးရှင်းထုတ်ချင်နေပြီဆိုတော့ဘာကြီးဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲတိုက်စင်မှုမခေါ်တော့ဘူးလားဆိုတော့အခုရောက်နေတဲ့ကွန်ညာရော United အသင်းအသေးအံထပ်ပြီးလိုက်နေတဲ့ MWE ဘောကပါတိုက်စစ်ကစားသမားတွေဆိုပေမဲ့တိုက်စစ်မှုစစ်စစ်တယောက်တော့လုံးဝမဟုတ်ဘူးပြီးခဲ့တဲ့ဘောလုံးရာသီကဗျာ United ရဲ့ကြာဆုံးမှုတွေမှာအတိတ်အထင်ရှားဆုံးကတော့တိုက်စစ် အားနေတာပဲဆိုတော့မနစ်ကပရီးမီးယားလိပြိုင်ပွဲမှာ United အသင်းကအတွင်းကိုဘယ်နှကိုပဲရှိရတင်လဲဘရိုတရားဒီလုံး44ကိုပဲရှိရဗျာဆိုတော့ United တဲ့ဂိုးသွင်းနေတာဆိုလို့တန်းစင်းသွားတဲ့အသင်း၃သင်းပြီးလို့ရှိရင်ဒါ Everton ပဲရှိတယ်ဆိုတော့ရှက်စီရသဘောတူပါ United တဦးစီးသောတိုက်စစ်မှုစစ်စစ် White Line ရတယ်မနစ်ကပရီးမီးယားလိမှာကစားခဲ့တဲ့ဒီတိုက်စစ်မှုအားလုံးထဲမှာမှာ ကိုးပေါက်ကန်သွင်းချက်အ ਨੇ ဆုံးတိုက်ဆင်မှုပွဲထွက်ကစားခွင့်မရဘူးလားဆိုတော့လေလုံလောက်တလောက်တော့ရရတယ်ပွဲပွဲထွက်ကစားခွင့်နေရရက်သားနဲ့ကိုးပေါက်ကန်သွင်းချက်တစ်ချိန်တောင်မရခဲ့တဲ့ပွဲက14ပွဲတိရှိရဗျာကဲကျွန်တော်တို့က white line ကိုတည့်ရမှာတတ်တတ်မဲ့ဟိုတည့်ရမှာဒီ chapter လေးကိုတတ်တတ်မဲ့ဟို blame နေတာမဟုတ်ဘူးသဘောတူကသူနဲ့ match မဖြစ်တာလား united မှာပေါ့နော်ဒါကကျွန်တော်တို့ခုနပြောသလိုဗျာကိုးပေါက်ကန်သွင်းချက်တစ်ချိန်တောင်မရခဲ့တာ14ပွဲဆိုဘရိုစင်းသားကြီးလေတိုက်ဆင်မှုတစ်ယောက်ဗျာသဘောတူက ဟုတ်ပြီဒါဆိုရင်သူ့နေရာကိုအစားဝင်နေကျွန်တော်ဇက်ဇီးရာဩဇက်ဇီးရဲ့ကစားပုံက United ကိုဒါကြည့်ရကျွန်တော် United fan တွေဆိုအကုန်လုံးသိတယ်ဇက်ဇီးရတိုက်စစ်မှုစစ်စစ်ကစားပုံလုံးဝမဟုတ်ဘူးသူကစားတာသူကပြောမှာဆို second striker ပေါ့နော်နောက်ချန်တိုက်စစ်မှုဒါမှမဟုတ်လို့ရှိရင် number 10 row မှာဆိုလို့ရှိရင်တော့သူကအဆင်ပြေတယ်ဆိုတော့အဲ့လိုပဲကျွန်တော်အခုအစ်စ်ထက်ခေါ်လိုက်တဲ့ကွန်ညာကလည်းတိုက်စစ်မှုစစ်စစ်တရားမဟုတ်ပြန်ဘူးလောကလာရင်တိုက်စစ်မှုနေရာမှာယာယီကစားနိုင်နေဆိုတော့ အဆင်မျိုးပဲရှိတယ်။ဒါဆိုရင် MVP ကမနစ်က Bradford မှာဗျာတိုက်စစ်ပွဲနေရာကစားခဲ့ပြီးတော့ခြေစွမ်းနေပြနိုင်ခဲ့တဲ့ဆိုပေမဲ့ချွန်းချက်တခုတော့ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Bradford က352ဒါ formation ကိုသုံးတယ်။အဲ့ဒါကြောင့် MVP ကတိုက်စစ်မှာသူကတိုနေဒါမှမဟုတ်ရင်သူက Wexar တယောက်ယောက်နဲ့သူကအတူတွဲပြီးတော့သူကစားခွင့်ရတယ်။အထောင်တိုက်စစ်မှုနေရာမှာဗျာအထောင်တိုက်စစ်မှုစစ်စစ်တယောက်အနေနဲ့သူကစားခဲ့တာမဟုတ်ဘူး။သူ့ကိုအထောင်တိုက်စစ်မှုတင်ကစားရင်အဆင်ပြေနိုင်မှာမလား။ဒါကြီးကကျွန်တော်စဉ်းစားမယ့်အချက်တွေ အာမိုရင်ကတော့အဲ့အာနေချက်ကိုမြင်ပုံရတယ်ဒါကြောင့်ပဲဒီလက်ကိုအသေးတန်လိုက်ခဲ့ပေမဲ့လည်းဒီလက်ကတော့အခုအခြေစီကိုလစ်သွားတယ်ဟာဆိုတော့ကျွန်တော်တို့က white line နေရာကိုရံဖို့ OB လေးကိုပဲကျွန်တော်တို့ကဆက်ပြီးအားကိုးနေဦးမယ်ဆိုလို့ရှိရင်တော့နောက်နှစ်ရာသီလေ United တိုက်စစ်ကဒီလိုပဲဖြစ်နေဦးမှာပဲဒီနှစ်ရာသီလိုပဲဖြစ်နေဦးမှာပဲဆိုတော့အခုလောလောလတ်လတ်သတင်းတွေထပ်ထွက်လာတာပါလေဆိုတော့ဒီကျွန်တော်စီကိုမလာဘူးလာမယ်မလာဘူးမလာမယ်မလာဘူးလာမယ်ဖြစ်နေရယ် Sporting List ပေါ်ရဲ့အထောင်တိုက်စစ်ကစားသမားစစ်စစ် Grogress ရဲ့သတင်းပဲ ူ့ဝအာမိုရင်ကအရခွန်နိုင်ပါမလားအခုဒီလက်ကိုမရလို့ grow quest ကိုလိုက်နေပြီဆိုတဲ့သတင်းတွေထွက်နေတယ်ဒါ grow quest ကိုရိုင်းလည်းခုနပြောသလိုပဲအဲလာမယ်ပြောလိုက်မလာဘူးပြောလိုက်သိရမလားအဲ့လိုမျိုးဖြစ်နေရပြီးတော့ grow quest ကိုဒါလှူတဲ့ပွဲထဲမှာတခြားအသင်းတွေလည်းဝင်လာပြီးအခုက Liverpool တို့ Arsenal တို့လည်းဝင်လာပြီးလို့ကျွန်တော်အဲ့တဲ့နေ့ကမှတွေးလိုက်ရတယ်ဆိုတော့အဲ့လိုအသင်းကြီးတွေနဲ့ပြိုင်လိုက်ရင်ရော United ကပြိုင်ပြီးတော့ကစားသမားတယောက်ကိုခေါ်ယူနိုင်တဲ့အနေအထားမှာရှိသေးရဲ့လား ါကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ကျွန်တော်ကတော့ white line ရဲ့နေရာကိုလူမဲ့ white line ကိုအရန်ခုံကိုပို့ပေးမဲ့တိုက်စမှုစစ်စစ်တူကတော့ united team မှာလိုအပ်နေတယ်လို့ဒါကျွန်တော်ကတော့ထင်ပါတယ်ကဲဆိုတော့ကျွန်တော်ရဲ့ united team တော့ကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာပြန်ဆုံတွေ့ကြမှာပြကျွန်တော်ကတော့ media sport က united fan တက်စင်ပါ